အားလုံးပဲမင်္ဂလာပါရှင်။နိုင်မီလီယံ channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့စာရေးသူအခါဆုံးဒီသာထားတဲ့အဝိဇ္ဇာဒေါတောင်ဇလန်လီရဲ့အခန်းဆက်ဖြစ်တဲ့အဝိဇ္ဇာဒေါတောင်နဲ့စီကိုရံဆိုတဲ့ဇလန်လီကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဇလန်လီမစားတင်ပြီးကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့နဲ့ဇလန်သေးများစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့အတွက်ဘေးနားကအချက်ပေးခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားဖို့မပေးပါနဲ့နော်။ ဟုတ်ကဲ့ပါဒါဆိုရင်ဇလန်လေးကိုစတင်လိုက်ရအောင်ရှင်ကျွေးကြောင်သားလေးဟာရေမိုးချိုးပြရနဲ့လက်ထဲမှာငါးတရဲကိုကင်ပြီးတော့တဲကလေးစီကိုပြန်လာခဲ့ပါတယ်ကျွေးကြောင်သားကလေးရဲ့အမေဖြစ်သူကလည်းမျက်မမြင်လို့ဆိုပေမဲ့မျက်စိမြင်ရသူတူလို့ပဲထမင်းဟင်းတွေကိုကြွန့်ကျင်ပိုင်နိုင်စွာနဲ့ချက်ပြုတ်နိုင်တာကိုလည်းတွေ့ရပါတယ်ချက်ပြုတ်ပြီးတဲ့အခါမှာတော့တဲကလေးအရှိဝါချန်ကေပေါ်မှာသပွဲဝိုင်းအစုပ်ကလေးကိုခင်းပြီးတော့စားတော့ကြပါတယ်ထမင်းပကံတွေကိုတော့ရေသားနဲ့ပြုတ်လုပ်ထားတဲ့ပကံတွေဖြစ်ပါတယ် ်ပကံအပေါ်မရှိတာမို့လို့ကျဲချောင်းသားတွေကလည်းဒီစလောက်ပုံအတွင်းမှာထမင်းတွေခူးထည့်ပြီးတော့စားတောက်လိုက်ပါတယ်အလေးရောင်မကုန်ခင်စားထားကြပြုမောင်လာမဆိုရင်တော့မြင်ရတော့မှာမဟုတ်ဘူးဗျမောင်လာရင်မီးခွက်ထုံးပေါ့စီကဈေးကြီးတယ်ဗျကျူတူသားမိအတွက်တော့မီးခွက်တွေပါတွေမလိုပါဘူးဗျထမင်းစားပြီးတော့မောင်လာရင်ထိုးအိတ်လိုက်ရုံပဲမိခလည်းထိုးများဆင်းရဲလာတဲ့ကျဲချောင်းသားလေးကိုကြည့်ပြီးတော့တနာမိသွားပါတယ်ဆေးသားသားမိထံမှာဧည့်သည်လာလုံနေရတာကို အားနာမိပါတယ် ထမင်းစားပြီးတဲ့အခါမှာတော့ညအမောင်တို့ကလည်းတဖြည်းဖြည်းနဲ့ဖုံးလွှမ်းလာခဲ့ပါတယ်။ထွန်းစရာမီးလင်းရောင်မရှိတာမို့လို့အမောင်တို့အတွင်းမှာပဲထိုင်ပြီးတော့စကားဆက်ပြီးပြောကြပါတယ်။ရေအိုင်ကြီးနဲ့နီးစပ်တာမို့လို့ခြေတွေကလည်းဖွဲနဲ့ဆုပ်ပတ်တယ်လို့ပဲအဆူလိုက်အပြုံလိုက်ဖြစ်နေပါတယ်။စိတ်လုံးကတော့ပစိုးတထည်နဲ့တစ်ဖက်ဖက်ရိုက်ခတ်နေပါတယ်။ဒါနဲ့ဒီကဧည့်သည်တွေကဘာကြောင့်များဒီရွာကိုရောက်လာခဲ့ကြတာလဲ။ကျမတို့ကဆရာကြီးဦးစံပါနဲ့တွေ့ဖို့လာခဲ့ကြတာပါ။ ဲ့ဒီခါမှာတော့မျက်မမြင်မိမကြီးကလည်းတုံလုံသွားတာကိုတွေ့ရပါတယ်။ရှင်တို့ကဥဆန်ပါစီကိုဘာလာလုပ်ကြတာလဲ။အကြောင်းတစ်ခုရှိလို့လာခဲ့ကြတာပါ။မျက်မမြင်မိမကြီးရဲ့ရုပ်ရည်ကလည်းအနေငယ်တင်းမာသွားပါတယ်။အဲ့ရရှင်တော်နေပြင်ဆင်ပြီးတဲ့အခါမှာတော့ကဲကျမတို့သားမိကတော့ဒီလိုပဲစောစောအိတ်တက်ပါတယ်။ရှင်တို့လည်းအိတ်ကြပါတော့။မိခါတို့ကလည်းမျက်မမြင်မိမကြီးပြင်ဆင်ပေးတဲ့အိမ်ယာမှာအိတ်ဆက်လိုက်ပါတယ်။ မိခအိမ်ဝန်းကျနေတဲ့အချိန်မှာပဲမျက်နှာအနီးမှာတယောက်ယောက်ကစကားလာပြောနေတယ်လို့မျိုးခံစားလိုက်ရပါတယ်။ဒါကြောင့်မလို့မိခကလည်းမျက်လုံးကိုဖြွင့်ကြည့်လိုက်မိပါတယ်။မျက်မမြင်မိန်းမကြီးကလည်းမိခမျက်နှာကိုအုပ်မိုးပြီးတော့ကြည့်နေကမိခရဲ့မျက်နှာကိုလည်းလက်ညှိုးထိုးပြီးတော့မန်နရီကိုရွတ်ဆိုနေပါတယ်။ရှင်ပါလို့တာလေ။မိခမှာတော့ထားဖို့ကြံစီလိုက်ပြီးမဲ့ခြေလက်တွေလှုပ်မရတော့ဘဲနဲ့လက်ဘေးနဲ့ဥကောင်းသာလှုပ်ရှားရရပါတယ်။အဲဒီခါမှာတော့နှစ်ဘေးမှာအိပ်ပျော်နေတဲ့စစ်တလုံးကိုလှည့်ကြည့်လိုက်ကဦးကြီးစိန်တလုံးထားပါအောင်ရှင်။ နေနှိုးနေလို့လည်းအပိုပဲသူ့နဘေးမှာစင်အောနေတယ်ဆိုရင်တော့သူကနှိုးမှာမဟုတ်တော့ဘူးရှင်ကျမတို့ကဘာအောက်ကြံတာလဲနေလို့ဆရာကြီးစီကိုလာကြတာတိုက်တူးမလို့မဟုတ်ဘူးလားမဟုတ်ဘူးရှင်အထင်လွဲနေပြီဘာအထင်လွဲရမှာလဲနေတို့ကဆရာကြီးဦးဆန်ပါရဲ့အိမ်ကြီးကိုဝင်မယ်ငါသားလေးကိုခေါ်ပြီးတော့တိုက်တူးကြမယ်ဟုတ်တယ်မဟုတ်လားအရင်လာတဲ့တိုက်ဆရာတွေလည်းဒီတိုင်းပါပဲဟာငါသားကိုအိမ်ပြောက်ကြီးကရံမပြုတ်ဘူးဆိုတာကိုသိလို့နေတို့သူ့ကိုဖျားယောင်းပြီးတော့လာခဲ့တာမဟုတ်လား ဒါဆိုရင်ရှင်ကဥဆံပေါ့တိနေရပေါ့တိယုံတွေဘဲကမလဲဟာကဲပါပြောနေရကြတယ်နေလဲအိတ်လိုက်အောင်နင်တို့လိုလောဘသားတွေကိုအိတ်မွေချပြီးတော့ယထာတန်လဲပေါ်မှာကန့်လက်ဖြတ်ပြီးတော့တင်ပေးထားရမယ်မနဲ့စောယထာလာတဲ့ချိန်ကျရင်နင်တို့ညော်လေယထာကြိတ်ပြီးတော့တေကြပြီးတော့ရှင်ကဆုံးမကြီးပဲမိခါကပြောဆိုလိုက်တဲ့အချိန်မှာတော့မိမကြီးကလည်းမန်တန်တွေကိုရွတ်ဆိုပြန်ပါတယ်မိခါမှအလိုငိုက်မိလာပြီးတော့ညခုနေကလည်းလေးလံလာပါတယ် အဲ့ဒီအချိန်မှာတော့မမကြီးတင်ပေးလိုက်တဲ့အထွတ်မန်နယ်ကိုသတိရသွားပါတယ်။မန်နယ်ကိုရွတ်ဖက်လိုက်တာနဲ့လက်မှာပတ်ထားတဲ့လက်ကောက်တွေကသူ့လူလူလေးပေါ်ကိုပြန်တက်သွားကတချွင်ချွင်နဲ့လဲပတ်နေပါတယ်။ဆုံးမကြီးကလည်းအဲ့ဒီအတန်တွေကိုနားဆွင့်ပြီးထောင်းလိုက်ပါတယ်။အော်လက်ဆက်တော်တော်ညည်းရဲ့ပညာကလည်းမသေးပါလားဟဲ့။မိခါကလည်းဆုံးမကြီးကိုအသေးချာကြည့်လိုက်ပြီးတော့ဇလက်ကောက်တွေနဲ့ပြစ်ခတ်လိုက်ပါတယ်။ဇလက်ကောက်တွေကလည်းတချွင်ချွင်အတန်ပေးပြီးတော့မိမကြီးကိုဝင်ရောက်တိုက်ခိုက်ပါတယ်။ မိမကြီးကတော့မျက်စိအမြင်အာရုံချို့ယင်းနေပေမဲ့အကြအာရုံကောင်းလို့တာကြောင့်မိခါရဲ့စကြာတွေကိုကျင်လဲစွာနဲ့ရှောင်တိတ်လိုက်ပါတယ်လက်ောက်တွေကလည်းဇုံမကြီးကိုမထိပဲနဲ့အနောက်ကထရန်ကြီးကိုထိမှန်ကအိတ်ထရန်ကလည်းအချက်လိုက်ကြီးလွတ်ထွက်သွားပါတယ်မင်းပြစ်တာလွဲသွားပြီကလေးမကြီးအခုငါအလှဲ့ပဲဇုံမကြီးကလည်းအနီးမှာရှိနေတဲ့ဇပွဲမှာတင်ထားတဲ့ဓမြောင်တလက်ကိုဆွဲယူလိုက်ကမိခါထံကိုပြေးလာပါတယ်မိခါကလည်းအဝင်းမန်နဲ့ကိုယူလိုက်တဲ့အခါမှာတော့ရွှေလက်ောက်ကပြန်လဲဝေရောက်လာပြီးတဲ့နောက်မှာ ဆုံးမကြီးရဲ့နောက်ကျောကိုထိမှန်သွားပါတယ်။ဝုံကလေးအတန်ကြီးနဲ့တူဆုံးမကြီးမှာအရှိကိုဂျုံးပစ်ကြသွားပါတယ်။ဝါတဲ့အင်ကလေးကတော့တိတ်ကနေပြတစ်ချက်တုံခါသွားပါတယ်။ဒါပေမဲ့လည်းစိတ်တလုံးနဲ့ကြွဲကြောက်သားကလေးကတော့တုံတုံမှမလှုပ်ပါဘူး။ဆုံးမကြီးကလည်းနာကျင်လွန်းလာတာမို့ကျောကုန်းကိုလက်နဲ့ပုတ်တက်နေပါတယ်။မိခကလည်းလက်ကောက်တွေကိုလေပေါ်မှာပြန်တန်းခိုင်းလိုက်ပြီးတော့ကဲဆုံးမငါ့ကိုအရှုံးပေးလိုက်စမ်း။မဟုတ်ရင်တော့ဆက်လက်ကောက်ဘလောက်စွမ်းနေဆိုတော့တိသွားစေရပြီဆက်လက်ကောက်ကတကွေးထီရင်နားရတော့ နှစ်ကွင်းထိရင်တော့ပြတ်တယ်သုံးကွင်းထိရင်သေတယ်ဆိုတော့ရှင်သိတယ်မဟုတ်လားဆုံးမကြီးကလည်းကြောက်လန့်သွားပြီးတော့သိပါပြီသိပါပြီရှင်ကြောက်ပါတယ်ဒါဆိုငါနဲ့ဦးကြီးစိတ်တလုံးကိုနိပညာတွေကိုအခုပြန်နှုတ်လိုက်စမ်းဆုံးမကြီးကလည်းကြမ်းပြေကိုလက်ညှိုးထိုးလိုက်တဲ့အခါမှာတော့မိခါတကူလုံးလှုပ်ရှားနိုင်သွားပါတယ်မိခါကလည်းစိတ်တလုံးကိုလှုပ်နှိုးတဲ့အခါမှာတော့စိတ်တလုံးကလည်းလန့်နှိုးလာပါတယ်မိခါကအဖြစ်အပျက်တွေကိုပြန်လဲပြောပြလိုက်တဲ့အခါမှာတော့စိတ်တလုံးမှာအလိုဒေါသထွက်သွားပြီးခမည်းကမိမ့်မယုတ်ပဲ ခမ ्या ကိုကြုတ်ခုတက်ပြစ်မယ်။ဒါပေမဲ့လည်းမိခါအဆုံးမကြီးကိုတက်ပြစ်ဖို့စိတ်ကူးမရှိပါဘူး။ထားလိုက်ပါတော့ဦးကြီးစိတ်တလုံး။ကဲဆုံးမကြီး။ရှင်ခုနကပြောတော့ဆရာကြီးဦးစံပါနဲ့တိရဲဆိုအဲ့ဒါဘယ်လိုလုပ်ပြီးတော့တိခဲ့ရလဲ။ဆုံးမကြီးကလည်းကောင်းကြီးကတိပါတယ်မိန်းကလေးရဲ့ကျမနာမည်ကမနုလို့ခေါ်ပါတယ်။ဆုံးပညာတဲ့တယောက်ဆိုရင်လည်းမမပါဘူး။လွန်ခဲ့တဲ့၈နှစ်လောက်တုန်းကဆရာကြီးဦးစံပါစီကနေပညာတွေသင်ကျင်လို့ဆရာကြီးစီမှာတပည့်ခံခဲ့ပါတယ်။ ဒါဆိုရင် ရှင်ကသူ့တပည့်ပေါ့ဟုတ်ပါတယ်အိပ်ပျောက်ကြီးမှနေပြီးတော့ဆရာကြီးခိုင်းနာတွေကိုကျုံတယောက်လိုလှုပ်ပေးရင်းနဲ့ပညာတွေကိုတဖြည်းဖြည်းသင်ယူရပါတယ်ဒါပေမဲ့တနေ့မှကျမလောဘတက်မိပြီးတော့ဆရာကြီးအပေါ်မှာစီးပေါက်ခဲ့မိပါတယ်ဆရာကြီးကကျမကိုအပြစ်ပေးပြီးတော့သူ့အိမ်ကနေနှိမ့်ထုတ်ခဲ့ပါတယ်ဒါဆိုရင်ဒီကောင်လေးရောတကယ်တော့ဒီကောင်လေးကဆရာကြီးဦးဆန်ပါရဲ့မိကလေးပါဘလို့လုပ်ပြီးဖြစ်နိုင်ပါလဲဆရာကြီးဦးဆန်ပါကချမ်းသာတယ်လို့ပြောတယ်မဟုတ်လား သူမျိုးကိုသူဒီတိုင်းပြစ်ထားပါမလားဆရာကြီးဦးစံပါစီမှာမအုံမားလို့ခေါ်တဲ့သမီးတယောက်ရှိပါတယ်ဆရာကြီးကသူ့သမီးလေးကိုချစ်လွန်းလို့အရေးတကြီးကြီးနဲ့စောက်ရှောက်နေတဲ့အချိန်အိမ်ပြောက်ကြီးစီကိုလမ်းမပြီးတော့ရောက်လာတဲ့ကျွေးကြောင်သားတယောက်နဲ့မအုံမားကချစ်ကြိုက်မိပြီးတော့ကလေးတယောက်ရခဲ့တာပါဆရာကြီးကကလေးအဖေကိုတတ်လိုက်ပြီးမြိတ်ထဲကကလေးကိုတော့မတက်ခဲ့ပါဘူးဒါပေမဲ့ကလေးမွေးပြီးတဲ့အချိန်မှာပဲကလေးကိုဆွန့်ပစ်ဖို့ကြံရွယ်ခဲ့ပါတယ်။ဒါနဲ့ပဲစီးပေါက်တဲ့ကျမကိုမျက်စိအမြင်အာရုံပြည့်စည်အောင်လို့ အပြစ်ပေးလိုက်ပြီးတော့သူ့ရဲ့မိကလေးကိုလည်းကျမရဲ့လက်ထဲကိုထည့်လိုက်တော့တာပဲဒါကြောင့်မလို့အိမ်ပြက်ကြီးကိုသူများတွေတွားရင်အမျိုးမျိုးချောက်လဲခံရပေမဲ့ဒီကလေးကတော့ချောက်လဲမခံရပါဘူးအင်းဖြစ်နိုင်တယ်ကြောက်တုံးနေလာတော့ကလည်းငါတို့တယောက်ကိုပဲထိမှန်ခဲ့တာမဟုတ်လားမိခါဟုတ်တယ်ဦးကြီးစိတ်တလုံးကဲဒါဆိုရင်ရှင်းကိုကျမခွင့်လို့ပေးမယ်ရှင်ကျမတို့ကိုတခုတော့ကူညီပေးရမယ်နော်ဘာများကူညီရမလဲကျမတို့တယောက်ကိုဆရာကြီးဦးစံပါရဲ့အိမ်ကိုလိုက်ပို့ပေးပါ မနှုအမိရတဲ့ဆုံးမကြီးကလည်းထိတ်လန့်သွားပါတယ်။ကျမတော့လို့မဖြစ်ဘူးမင်းကလေး။အဲ့ဒီအိမ်ကိုနောက်တစ်ခါခြေချမိရင်အသေးစိုးနဲ့သေပါစေဆိုပြီးတော့ချိန်ဆထားခဲ့လို့ပါ။ဒါဆိုရင်လည်းကျမတို့ကိုလမ်းမပြပေးပါ။ကျမတို့ကိုယ်တိုင်သွားပါမယ်။မင်းကလေးကိုတော့လမ်းပြပေးကြည့်ပေးမယ်။ဟော်ဒီကလူကိုတော့ခေါ်သွားလို့ဖြစ်နိုင်မယ်မထင်ပါဘူး။ဘာဖြစ်လို့လဲ။ဆရာကြီးဦးဆန်ပါကသူ့အိမ်ထဲကိုယောက်ျားလေးတွေခြေမချရဘူးလို့ငကိုကလေးကကန့်တက်ထားတာပါ။ဒါကြောင့်သူတပည့်တွေကိုလည်းမိမသားတွေကိုပဲလက်ခံပါတယ်။ ချိန်တလုံးကလည်းပြုံးလိုက်ကယောက်ျားမဝေရဘူးဆိုပေလို့သာပဲကျွဲချောင်းသားကဝင်ပြီးတော့သူ့သမီးနဲ့ညားသွားတာကိုတော့ तू မသိဘူးလားအဲ့ဒီတုန်းကမမလေးကကျွဲချောင်းသားကိုအိမ်ထဲမှာဖွက်ထားတာကိုကဲပါဒါဆိုရင်လေကျမကိုလမ်းပဲပြပေးအိမ်ထဲကိုဦးကြီးစိတ်တော်ဝင်မြရင်တော့မှကျမကိုတိုင်ပဲဝင်ပါမယ်ဖြစ်ပါမလားမိခါမမပါဘဲနဲ့မိတခုခုဖြစ်မအောင်စိုးရင်ရတယ်ဖြစ်ပါတယ်ဦးကြီးစိတ်တလုံးရဲ့ဖြစ်လို့ပဲခုနကသူတက်တော့အသက်မသေးတာပေါ့ မိခါကပြောလိုက်တဲ့အခါမှာတော့ဒေါနုကလည်းကောင်းကိုသွားပါတယ်။တကောင်ရောက်တော့မယ်ဆိုတော့ဒိုးတွေသွားကြတာပေါ့။ဒေါနုကကောင်းဆောင်သွားတာမို့လို့မိခါနဲ့စိတ်တလုံးကလည်းဒေါနုအနောက်ကနေလိုက်လာခဲ့ပါတယ်။ဒေါနုမှာတော့မျက်စိမမြင်ရပေမဲ့တောတန်းကလေးအတွင်းမှာခလုတ်တက်ချက်မှမတိုက်အောင်လို့သွားလာနိုင်ပါတယ်။ရှင်ကမျက်လုံးမမြင်ပေမဲ့ခလုတ်တော့မတိုက်ဘူးနော်။ဒီလိုပါမိန်းကလေးဆရာကြီးကမျက်စိအမြင်အာရုံကိုဖြည့်ဆည်းလိုက်တဲ့အချိန်မှာကျမကတောတာအာရုံနဲ့ရုံလုံးဖော်တဲ့ပညာကိုလေ့လာစီးပုခဲ့ပါတယ်။ အဲ့ဒီပညာရလူတယောက်ရဲ့အတန်ကိုပဲဖြစ်ဖြစ်တစ်ပင်တွေရေချောင်းတွေရဲ့အတန်ကိုပဲဖြစ်ဖြစ်အတန်ကြားလိုက်တဲ့အချိန်မှာစိတ်အာရုံထဲမှာပုံရိပ်တွေပေါ်ပေါက်လာခဲ့တာပါဒါကြောင့်ရှင်ကကျမတို့နှစ်ယောက်ပါလာတာကိုလည်းသိတယ်နောက်ပြီးတော့ဓမျိုးဟင်းအိုးတွေကိုလည်းလူကောင်းတယောက်နဲ့မချာချက်ပြုတ်လောက်ကင်နေတာပဲဖြစ်ရမယ်မိခါတို့ကလည်းလမ်းလျှောက်လာကြရင်းနဲ့မကြခင်မှာပဲအိမ်ပြောင်ကြီးအနီးကိုရောက်လာခဲ့ပါတယ်အိမ်ပြောင်ကြီးရဲ့ခြံဝန်းကျဲကြီးမှာတော့အမောင်တူးအောင်မှာငြိမ်သက်နေပါတယ်မင်းကလေးမင်းကမန္တန်တစ်ခုတင်ပေးလိုက်မယ် အဲ့ဒီမန်နယ်ကိုယူလိုက်ရင်အိမ်ပြောက်ကြီးကိုမင်းမြေတွေ့ရလိမ့်မယ်။ငါကခြံထဲကိုခြေချလို့မရလို့မင်းတယောက်တည်းပဲသွားရမယ်။စိတ်တလုံးကလည်းစိတ်ပူသွားပြီးတော့ခမရမဟုတ်တာလုပ်ဝင်မကြမ်းနဲ့နော်။စိတ်ချပါ။ကျမမကြမ်းစီဝတ်ပါဘူး။ဒေါနုကလည်းမိခါကိုမန်နယ်တဘုတ်တင်ပေးလိုက်ပါတယ်။ခြံထဲကိုဝင်ပြီးတော့မှမန်နယ်ကိုယူလိုက်ပါမင်းကလေး။မိခါကလည်းစိတ်တလုံးကိုကောင်းငိတ်ပြလိုက်ပြီးတော့မှတော့တင်ပေတွင်ကြားထဲကိုတိုးဝင်လာခဲ့ပါတယ်။ခြံထဲကိုရောက်တဲ့အခါမှာတော့ ဒေါ်နုတင်ပေးလိုက်တဲ့မန်နံကိုရွတ်ဖက်လိုက်ပါတယ်မန်နံကို၅កောက်ရွတ်ဖက်ပြီးတဲ့အချိန်မှာတော့ချမ်းကြီးအတွင်းမှာတစ်ပင်တွေကတက်ဖြက်ဖြက်နဲ့လှုပ်ခတ်လာခဲ့ပါတယ်တစ်ပင်တွေအပေါ်မှာတော့အိတ်တန်တက်နေကြတဲ့ငှက်တွေကလည်းအတန်းဆုံးအော်မီကပြန်တန်းထွက်ခွာသွားပါတယ်အဲဒီနောက်မှာတော့အေဂျီတလုံးကလည်းမိခါရဲ့အရှိမဘွားကနေပေါ်ထွက်လာပါတယ်မိခါမှာတော့ထူးဆန်းတို့တော်မှုလို့အဲ့ဒီအိမ်ကြီးကိုငေးကြည့်နေမိပါတယ်အိမ်ကြီးကတော့တစ်သားနဲ့စောက်လုပ်ထားတဲ့နှစ်ထပ်အိမ်အုံကြီးဖြစ်ကမှန်ပရေပောက်တွေကလည်းတက်ဆင်ထားပါတယ် အင်ကြီးတစ်ခုလုံးမှာလည်းမီးရောင်ဝဝကြီးတွေကထိတ်ထိတ်လေးလျက်ရှိပါတယ်။မီးခါကတော့အင်တကားဝအနီးကိုတိုးကပ်သွားပြီးတော့တကားကောက်ဖို့အတွက်လက်လန်းလိုက်ပါတယ်။ဒါပေမဲ့လည်းတကားဝကိုမရောက်မိပါပဲ။မမြင်နိုင်တဲ့အတားစီတစ်ခုကမီးခါကိုတားစီကကာကွယ်ထားလိုက်ပါတယ်။မြို့အင်ရှင်တို့ရှိပါသလား။မီးခါလည်းအတန်တစားစားနဲ့အော်ဟစ်လိုက်ပါတယ်။အဲလိုအော်ဟစ်ရင်းနဲ့လင်းငါကကန်ရှိတဲ့အခါမှာတော့အင်တကားမကြီးကပွင့်ထွက်သွားပါတယ်။အင်ရဲ့တွင်းမှာတော့ဝဝတုတ်တုတ်နဲ့အတော်ကြီးတယောက်ကထွက်လာခဲ့ပါတယ်။ နေကငါတို့အိမ်ကြီးကိုမြင်ရတယ်ဆိုတော့မတော်တဆရောက်လာတာမဟုတ်ဘူးပဲဟုတ်ပါတယ်ကျမကဆရာကြီးဦးစံပါနဲ့တွေ့ကျင်လို့လာခဲ့တာပါဒါဆိုရင်လည်းပြန်လိုက်တော့ဆရာကြီးကမအားဘူးကျမတွေ့ကိုတွေ့ရမှာဖြစ်မယ်မိခကလည်းခါမှချိတ်ဆွဲထားတဲ့ဟင်းသားရုပ်ကလေးကို ထုတ်လိုက်ကအဲ့ဒီမိမကြီးကိုလှမ်းပေးလိုက်ပါတယ်ဆရာကြီးကိုပြောပေးပါရွှေဟင်းသားဂိုင်းကဂိုင်းကျုပ်လာပါတယ်လို့တွေ့တာမတွေ့တာကိုတော့ဆရာကြီးကဆုံးဖြတ်ပါလိမ့်မယ် မိမကြီးကလည်းဟင်းသာရုပ်ကလေးကိုအသေးချာနှက်ယူလိုက်ကာအိမ်ထဲကိုပြန်ဝင်သွားပါတယ်။မိမကြီးအိမ်ထဲကိုဝင်သွားတာနဲ့တကားကြီးကလည်းသူ့လိုလိုပိတ်သွားပါတယ်။မကြမီမှာပဲတကားကြီးပြန်ပွင့်လာပြီးတော့မိမကြီးကလည်းပြန်ထွက်လာပါတယ်။ဆရာကြီးကတွေ့မယ်လို့ပြောပါတယ်။အိမ်ပေါ်ကိုလိုက်ခဲ့ပေးပါ။မိခလည်းအိမ်တကားစီကိုခြေလှမ်းလိုက်စင်မှာတော့မိမကြီးကမိခကိုတားမြစ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဝါရောင်ချီယူနဲ့ကြစ်ထားတဲ့ချီကျိုးကလေးတစ်ခုကိုမိခရဲ့ဘဲပက်လက်မှာချီနှောင်ပေးလိုက်ပါတယ်။ဒီကျိုးလေးကိုမပြောက်စေနဲ့ကလေးမ ီအိမ်ထဲကိုဝင်ထွက်ဖို့ဆိုရင်ဒီကြိုးလေးကိုလိုအပ်တယ်။ဒါလေးမရှိရင်ဘာဖြစ်သွားမလဲတော်ကြီး။မိတကူလုံးကိုဓာတ်နဲ့နုံနုံဆင်းလိုက်သလိုအပိုင်းပိုင်းပြက်ပြီးတော့တေးမှာပေါ့ဟဲ့။မိကားမှမိမကြီးရဲ့နောက်ကိုလိုက်လာခဲ့ပါတယ်။အိမ်ကြီးကတော့အတွင်းမှာပို့ပြီးတော့ကြဲဝင်းတယ်လို့ထင်ရပြီးတော့မိအိမ်မိကွက်တွေကိုတော့နေရာမလက်အောင်ထုံးညီထားပါတယ်။မိမကြီးကလည်းအိမ်ပေါ်ကိုခေါ်သွားတာမို့လို့အိမ်ပေါ်တက်ကိုတက်လာခဲ့ပါတယ်။တစ်သားကျန်းကြီးကြီးကတော့ဖျောင်းနေပို့ထားတယ်လားချုံးမွေကအယောင်တလက်လက်နဲ့ဝင်းလက်နေပါတယ် ညနေကျမှတော့မီးဆိုင်ကြီးတစ်ခုကိုချိတ်ဆွဲထားပါတယ်။မီးဆိုင်ကြီးကတော့အနောက်တိုင်းဖြစ်မီးဆိုင်ကြီးဖြစ်ပြီးတော့မှန်သားဖန်သားတွေနဲ့အလှဆင်ထားတာဖြစ်ပါတယ်။ဒီမှာခဏဆောင်ပါဆရာကြီးထွက်လာပါလိမ့်မယ်။ကျွန်းသားနဲ့ပြုတ်လုထားတဲ့ခုံကြီးတစ်ခုအရှိမမိခါရလေထိုင်ဆောင်နေလိုက်ပါတယ်။မိမကြီးကလည်းအခန်းတစ်ခုအရှိမရက်လိုက်ပြီးတော့အတန်တူးတူးကလေးနဲ့ဆရာကြီးဧည့်သည်ရောက်ပါပြီ။အဲ့ဒီခါမှာတော့အခန်းတကားကကြီးကနေပွင့်ထွက်သွားပြီးတော့လူကြီးတို့ကထွက်လာပါတယ်။ အဲ့ဒီလူကြီးကတော့အသက်80အရွယ်ခန့်ရှိပြီးတော့ဗမာဆန်ဆန်ဝတ်စားတွေကိုဝတ်ဆင်ထားပါတယ်။မိခါကိုတွေ့ရတဲ့အခါမှာတော့အဲ့ဒီလူကြီးကလည်းစူးစူးရဲရဲနဲ့စိုက်ကြည့်ပါတယ်။ရွှေဟင်းသာဂိုင်းရဲ့ဂိုင်းချုပ်ကငါတင်ထားတာထက်ပိုပြီးတော့ငဲနေတာပဲ။အဲ့ဒီလူကြီးကလည်းမိခါကိုတစ်သားထိုင်ကုန်ကိုလက်ညှိုးညှို့ပြလိုက်ပြီးတော့ထိုင်ပါဂိုင်းချုပ်မဟုတ်တာပဲဆရာကြီးဟာဆရာကြီးပဲအရင်ထိုင်ပါ။ဦးဆံပါကခေါင်းညိတ်လိုက်ပြီးတော့ထိုင်ကိုကြီးမှဝင်ထိုင်လိုက်ပါတယ်။ ်အတော်ကြီးကတော့မိခါအတွက်ထိုင်ကုန်တလုံးကိုဆွဲထုတ်ယူလာပါတယ်မတ်ဖို့လုံးစရာရှိတာသွားလုပ်ပါဦးဆန်ပါကပြောလိုက်တဲ့အခါမှာတော့အတော်ကြီးကလည်းခါကင်ကအယူသေးပေးလိုက်ပြီးတော့အိမ်ကြီးဘော်ကနေဆင်းသွားပါတယ်မင်းရဲ့လာရေးကိစ္စပြောပါအောင်အင်းလေအင်းကြေးလေးချင်းကိစ္စနဲ့လာခဲ့တာပါဦးဆန်ပါကလည်းကောင်းငြိမ်ရင်းနဲ့တချိန်ကဂိုင်းကြုံကြီးဦးတန်းနဲ့ငါနေချာမှာဂရီတခုတော့ထားခဲ့ဘူးတယ်အင်းလေအင်းကြေးလေးချင်းလို့ပြောတဲ့လူတယောက်ရောက်လာခဲ့တယ်ဆိုရင် သူ့ကိုငါတက်တဲ့ပညာတွေကိုသင်ပေးလိုက်ပါတဲ့ဟုတ်ပါတယ်ဆရာကြီးအခုကျွန်မရောက်လာခဲ့ပါပြီငါတက်မြောက်တဲ့အတက်ကဝတိကရဏလို့ခေါ်တဲ့အတက်ပဲဗမာလိုပြောရရင်တော့စီးချခြင်းဆိုတဲ့အတက်တစ်မျိုးပဲဒီအတက်ပညာဟာနည်းနည်းတဲ့အတွက်သူ့ကိုလူတွေကတင်စားပြီးတော့ဂျင်းလို့ခေါ်ကြတယ်ဒီတက်ပညာအောင်မြင်သွားတဲ့သူကိုဒီဂျင်းကိုအောင်မြင်တဲ့သူလို့ခေါ်တယ်ဒါဆိုကျင်းဆိုတာကမြေချင်းကြီးကိုပြောတာမဟုတ်ဘူးပေါ့နော်။မှန်တယ်မင်းကလေး။ မင်းရဲ့နာမည်ကိုသိပြရစေဦး။မိသားလို့ခေါ်ပါတယ်။ခင်မင်းတဲ့လူတွေကတော့ငယ်နာမည်မိခါလို့ပဲခေါ်ပါတယ်။ဒါပေမဲ့ဒီတက်ပညာကိုမသင်ခင်ဒီတက်ပညာအကြောင်းကိုမင်းကိုရှင်းပြမယ်။မောပညာရက်မှာစီးချခြင်းဆိုတာကအရေးကြီးတဲ့ပညာရက်တစ်ခုပဲ။စီးချတဲ့နေရာမှာပညာရက်ပေါင်းများစွာရှိတယ်။စီးဆိုတာကနေရာတစ်ခုအဝန်းဝိုင်းတစ်ခုနဲ့ပဲတစ်ခုကိုတခြားလူတွေကမဝေရောက်နိုင်အောင်မတိအောင်မကြအောင်အတုံးချလို့မရအောင်လို့ကာကွယ်ထားအပ်တဲ့ပညာကိုပြောတာပဲ။ ။ဒါလောက်ဆိုရင်မင်းနားလေတယ်မဟုတ်လား။နားလေပါလေဆရာကြီး။ဒါပေမဲ့ငါပညာသင်တဲ့အခါမှာအဘေးယူတခုတော့လုပ်လို့ရှိတယ်မင်းကလေး။ဆရာကြီးပြောပါ။ငါသင်ပေးတဲ့ပညာရက်တခုကို9ရက်အတွင်းမှာအစင်တက်အောင်လို့ကြိုးပမ်းအားထုတ်ရမယ်။9ရက်ကြာလို့မှအစင်မတက်ဘူးဆိုရင်မင်းကငါစီမှာ9နှစ်ကြာအောင်လို့အလုပ်ကျွေးပြုရမယ်။9နှစ်ကြာပြီးရဲ့အခါမှသာငါကမင်းကိုနောက်တစ်ဆင့်တက်ခွင့်ပေးမှာဖြစ်တယ်။ဘလို့လဲမင်းဒီချက်ကိုသဘောတူရဲ့လား။ဒါကတော့လူလုံးနယ်လို့မထင်ဘူးလားဆရာကြီး။ ငါစီကနေပညာသင်မယ်ဆိုရင်ငါရဲ့စည်းကမ်းကိုလိုက်နာနိုင်ရမှာပေါ့ကွာအခုချိန်ကနောက်မကြသေးဘူးတော့မိခါမင်းမလုံနိုင်ဘူးလို့ထင်ရင်အခုလှည့်ပြန်လို့ရသေးတယ်တကယ်လို့ငါကပညာတွေသင်ပေးပြီးတော့မင်းကခုနှစ်ရက်အတွင်းမှာအဆင့်မတက်ခဲ့ဘူးဆိုရင်ခိုင်းကြုတ်တော့ဘာတော့ငါကနားလည်မှာမဟုတ်ပဲမင်းငါအိမ်မှာအစေပါဖြစ်နေအလုပ်ကျွေးပြုရမယ်အခုနောက်ကမက်ပုတ်လို့ပေါ့မိခါကလည်းဝေခွဲရခက်နေပါတယ်မိမိကိုမိမိယုံကြည်မှုမရှိသေးတာကလည်းတချောင်းဖြစ်ပါလိမ့်မယ်ငါသူ့ပညာကိုခုနှစ်ရက်အတွင်းတက်ပါမလား တကယ်လို့မတက်ဘူးဆိုရင်ငါကလေးတိုင်းသူ့စီမှာကြုံခံရတော့မှာပဲကဲမိခါငါချိန်တိတ်မရဘူးနော်ငါကတချိန်ကဂိုင်းချုပ်ဦးတန်းနဲ့စကားကလေးရှိခဲ့ဘူးလို့သားမင်းကိုပညာသင်ပေးမှာပဲဒါပေမဲ့ငါစီကန်းကိုမလိုက်နိုင်နိုင်ဘူးဆိုရင်တော့မင်းမသင်ချင်ရင်ရပါလေမိခါကလည်းတပြည့်တစ်ချက်ချလိုက်ပြီးတော့သင်ပါမယ်ဆရာကြီးဦးစာပါကလည်းနိနေချာချိုက်ပြုံးလိုက်ကမင်းတကယ်ပြောနေရတော့မိခါဟုတ်ပါတယ်တကယ်လို့ဆရာကြီးသင်ပေးတဲ့ပညာကို တပတ်အတွင်းမှာမတက်မြောက်ဘူးဆိုရင်ကျမကဂရီတိုင်းဆရာကြီးရဲ့အိမ်မှာခုနှစ်နှစ်ကျွန်ခံမှမယ်ကြိုက်ပြီဟဲ့အဲ့လိုပြတ်သားတာကမှငါကကြိုက်တာဂိုင်းမင်းကိုအခုချိန်ကစပြီးတော့တပတ်အဖြစ်နဲ့လက်ခံလိုက်ပြီအခုပဲမင်းကိုပညာတစ်ခုသင်ပေးလိုက်မယ်ဦးဆန်ပါကလည်းချောင်းတက်ချံဟန့်လိုက်ကစီးချရဲဆိုတာအရေးကြီးတယ်ပညာရက်တစ်ခုပဲဒါပေမဲ့စီးချထားတဲ့အခါမှာကိုစီးချထားတဲ့နေပြည်အတွင်းမှာပဲအစွမ်းထက်တယ်စီးချပြီးတော့ကာရံလို့ရပြီမဲ့ဆက်လက်နဲ့တွေကိုတော့အဲ့ဒီစီးတွေကကောက်ွယ်ပေးနိုင်မှာမဟုတ်ဘူး စီးတွေထဲမှာအလွယ်ဆုံးကတော့သောတာပါဝတိဆိုတဲ့အကြအာယုံကိုစီးချပြီးတော့ပိတ်ပင်လိုက်တဲ့နည်းပဲဒီနည်းလမ်းကိုတက်မြောက်သွားရင်ကိုစီးချထားတဲ့နေရာထဲမှာဘာတွေပြောနေလဲဆိုတာကိုစီးအပြင်ကလူတွေကမသိနိုင်ဘူးအကြပြီးရင်တော့အမြင်အာယုံကိုစီးချတဲ့ဇကပါဝတိဆိုတဲ့စီးကိုတက်လမ်းရမယ်အဲ့ဒီစီးကိုချထားလိုက်ရင်စီးအထဲကလူကအပြင်ကိုမမြင်နိုင်သလိုစီးချလို့ရတဲ့အပြင်အပြင်လူကလည်းစီးအထဲကအရာတွေကိုမမြင်နိုင်အောင်လို့ကြွယ်ဝှက်ထားလို့ရတယ်တတိယအဆင့်ကတော့ ုတဝါပတိဆိုတဲ့အကြအမည်နဲ့တကွအာယုံတွေကိုစီးချကကွယ်တဲ့ပညာပဲသရုဒ္ဓအစင်းကတော့တစ်ဖက်သားလူဇီဝိုင်းတဲကိုဝင်းမလာနိုင်အောင်လို့ကာကွယ်တဲ့စီးချခြင်းပဲပြစ္ဆမအစင်းကတော့မြေမှာစီးချခြင်းပဲသတ္တမအစင်းကတော့ရေမှာစီးချခြင်းတတ္တမအစင်းကတော့ကောင်းကင်မှာစီးချခြင်းအထမအစင်းကတော့အချိန်လုံးစီးပိတ်ခြင်းနဲ့နောက်ဆုံးနဝမအစင်းကတော့စီးချချုံနောင်ခြင်းဆိုတာပဲမိခါမှာတော့အမြန်လိုက်မှန်နေရပါတယ် စီးချတဲ့နေရာမှာလည်းကိုယ့်ရဲ့မှော်ဆွမ်းရင် ရှိသလောက်ကိုလက်ပြားတစ်ထောင်အရွယ်စားကနေစပြီးတော့လက်ဖွားအရွယ်အဲ့ဒီကနေမတ်တပ်တရက်စားအရွယ်နောက်တော့ဇပွဲတစ်ဝိုင်းစားလဲတစ်ဝိုင်းစားအဲ့ဒီကနေအစင်စင်ဖြားတလိပ်စားအိတ်တလုံးစားထိစီးချလို့ရတယ်မှော်ဆွမ်းရင်ရေးတန်တဲ့လူတွေကြတော့ရွာတစ်ရွာလုံးမြို့ကြီးတစ်မြို့လုံးအထိကိုစီးချလို့ရနိုင်တယ်စီးချတာကိုမြင်တော့မြင်ဘူးပါတယ်ဆရာနောင်လဲစီးတစ်ခါချဘူးသလိုမမကြီးကလည်းစီးချဘူးတယ် သူတို့တက်တဲ့အတက်တွေဆိုတာကငါတို့အတက်နဲ့ရှင်ရင်တော့ပေါမွားလေးတွေပါမိခါရ။ကဲငါမင်းကိုအရင်ဆုံးတန်ပိတ်စီးချတဲ့ဤကိုနှုတ်တိုင်းတင်ပေးမယ်။မင်းကဒီစီးချဤကို လေးလာပြီးတော့ခုနှစ်ရက်ပြည့်တဲ့အခါမှာဒီစီးကိုချပေးနိုင်ရမယ်။ခုနှစ်ရက်ပြည့်လို့မှမတက်နိုင်ဘူးဆိုရင်တော့မင်းငါစီမှာခုနှစ်နှစ်အလုပ်ကျွေးပြုပေးတော့မိခါကလည်းဒရေးတစ်ချက်မျိုးချလိုက်ပါတယ်။ဦးစံပါကလည်းမိခါကိုမန္တန်တွေကိုတင်ကြကစီးချဤကိုတင်ပေးပါတယ်။တနအီခန့်နှုတ်တိုင်းတင်ပေးပြီးရနောက်မှာတော့ မိခားတယောက်စီးချနီးတွေကိုမှတ်သားမိသွားပါတယ်။ gain ပြန်ပြီးတော့မင်းအတန်ပိတ်စီးချတက်ပြီဆိုရင်မင်းငါးစီကိုပြန်လာခဲ့။ငါမင်းကိုစစ်ဆေးပြီးတော့နောက်တစ်ဆင့်တက်ပေးမယ်။ဦးဇံဘာကလည်းပြောဆိုပြီးရတဲ့အခန်းကြီးအတွင်းကို ပြန်ဝင်သွားပါတယ်။မဘုတ်ဆိုတဲ့မိမကြီးကလည်းမိခားအနီကိုရောက်လာပါတယ်။မင်းကလေးမင်းကငါချမ်းပြေကို လိုက်ပို့ပေးမယ်။အခုနောက်ကကျမတို့စကားပြောနေရတွေကိုဒေါ်ဘုတ်ကြားလိုက်သေးလား။ဘယ်ကြားရပါမလဲ။ဆရာကြီးကတခြားလူတွေနဲ့စကားပြောတဲ့အခါ ူတို့ပြောတဲ့ဇကားတွေကိုမကြားနိုင်အောင်လို့အတန်ပိတ်စည်းချပြီးမှပြောတာလေမိခားကလည်းအလုံးထူးဆန်းသွားပါတယ်ဦးဇံပါမှမိခားနဲ့ဇကားပြောနေတဲ့အချိန်စီးချလိုက်တဲ့အရေးအောင်ကိုမတွေ့ရပေဒါဆိုဒီအိမ်ကြီးကိုဖျောက်ထားတာကလည်းအမြင်ပိတ်ပြီးစီးချထားတာပဲဖြစ်မှာပေါ့နော်မှန်တယ်ကလေးမဒီအိမ်ကြီးကိုတခြားလူတွေကမမြင်နိုင်အောင်လို့စီးချထားတယ်ဒီခြံထဲကိုဝင်လာတဲ့လူတွေကိုလည်းငါတို့တွေမမြင်ရအောင်လို့အတွင်းစီးတွေချထားပြန်တယ်တခါဒီခြံထဲမှာဇကားတွေကို အပြင်ကလူတွေမကြားရအောင်လို့လဲအတွင်းစည်းတွေချထားသလိုအပြင်ကလူတွေပြောတဲ့စကားတွေကိုလည်းအတွင်းကလူတွေမကြားရအောင်လို့အပြင်စည်းတွေချထားသေးတယ်။ဒီအိမ်ပျောက်ကြီးကိုဆရာကြီးဦးစံပါကသူတက်အပ်တဲ့ပညာတွေနဲ့အတွင်းစည်းအပြင်စည်းစီးအထက်ထက်ချထားလို့တော်ယုံသူတွေကမဝင်ရောက်နိုင်ဘူး။ဒါနဲ့ဒေါ်ဘုတ်ကရောဘယ်နှစင်ရောက်ပြီလဲဟင်။ဒေါ်ဘုတ်ကလည်းရှက်ကိုရှက်ကန်ဖြစ်သွားပြီးတော့သုံးဆင်အောင်တဲ့အချိန်မှာခုနှစ်ရက်နဲ့အဆင်မတက်နိုင်တာမို့ဆရာကြီးစီမှာအလုပ်ကြီးပြုတ်နေရတာ။ ငါနေငါမို့တော့ရှိခဲ့ပါပြီ။အကြကြီးပဲနော်။ဒါနဲ့မနုဆိုတဲ့အတော်ကြီးကိုရောဒေါ်ပုတ်တိလာဟင်။ဒေါ်ပုတ်ကလည်းမျက်စိမျက်နှာပြတ်သွားပြီးရဲ့နောက်မှာတော့ကျန်ပြင်ကိုလက်ညှိုးထိုးလိုက်ပြီးတခုခုကိုယူဆူလိုက်ပါတယ်။အဲ့ဒါဘာလုပ်လိုက်တာလဲဒေါ်ပုတ်။အတန်ပိတ်အတွင်းစီးချလိုက်တာလေ။စီးတခုမှာအတွင်းပြင်းဆိုတာရှိတယ်။ကိုလိုအပ်သလိုစီးကိုအပြင်မှာချမလား။အတွင်းကိုချမလား။ဒါမှမဟုတ်အတွင်းပြင်းချမလားဆိုတာကိုကြိုက်သလိုအသုံးပြုလို့ရတယ်။အခုငါကအတွင်းစီးချလိုက်တော့ ငါတို့စီဝိုင်းထဲမှာပြောနေရတွေကိုအပြင်လူတွေမကြားနိုင်တော့ဘူးပေါ့ဟုတ်ရဲ့လားဒေါ်ဘုတ်ရဲ့မင်းစမ်းကြည့်ချင်ရင်အနောက်ကိုခြေသုံးလမ်းလောက်ဆုပ်လိုက်ဒေါ်ဘုတ်ကပြောဆိုလိုက်ပြီးတော့ပါဇက်ကြီးကိုဖျဲလိုက်ကတချင်းကြီးတဘုတ်ကိုတီးဆိုးနေပါတယ်ဒေါ်ဘုတ်ရဲ့တချင်းဆိုတဲ့မှာတာယာငိမ့်ချောင်းပွဲကောင်းလာပါတယ်မိခကလည်းဒေါ်ဘုတ်ပြောတဲ့အတိုင်းအနောက်ကိုခြေလဲသုံးလမ်းခန့်လှမ်းဆုပ်လိုက်ပါတယ်အဲဒီခါမှာတော့ဒေါ်ဘုတ်ရဲ့တချင်းသားကိုမိခကမကြားရတော့ပါဘူး ဒေါ်ဘုံမှာပါဇက်ကိုဖွင့်ကအားပေါင်းအားရင်းတန်တန်နဲ့တချင်းစိုးနေပေမဲ့ပါဇက်လုံနေသည်ကိုသာမြင်ရပြီးတော့မြည်သည့်အတန်မှာမကြားရပါဘူးထူးခြားလိုက်တာမိခလည်းရေရွတ်ပြီးတော့အခြေကိုပြန်တိုးလိုက်ပါတယ်ရခင်ရက်နေရဲ့နေရာကိုရောက်တာနဲ့ဒေါ်ဘုံတချင်းစိုးတန်ကနားရဲကိုဝင်ရောက်လာပါတယ်မိခကလည်းကိုကိုရှေ့တိုးနောက်ဆုံးလောက်ကစမ်းသက်ကြည့်ပါတယ်ဇီးအတွင်ကိုရောက်တဲ့အခါမှာတော့တချင်းတန်ကိုကြားရပြီးတော့စီးပြင်ကိုရောက်တဲ့အခါမှာတော့တချင်းဆိုတဲ့အတန်ကိုလုံးဝမကြားရပါဘူး စီးဆိုတဲ့အရာကိုလည်းမျက်စိနဲ့မမြင်ရပါဘူးဒါပေမဲ့လည်းမိခါရက်နေတဲ့နေရာမှာစီးအဆက်ဖြစ်မဲ့ကို သိလိုက်ပါတယ်အတွင်းစီးချထားတဲ့အတွက်အပြင်ကလူကအတွင်းကအတန်ကိုမကြားရဘူးဒါပေမဲ့မင်းစီးပြင်ထွက်ပြီးစကားပြောတာကိုတော့စီးတဲ့ကငါကကြားနေရတယ်ကျမသဘောပေါက်ပါပြီဒေါ်ပုတ်ကဲပြန်ပြောင်းတော့ခုနှစ်ရက်အတွင်းမင်းစီးချထားတဲ့အတက်ပညာကို တိုးတက်လာပါစေလို့ပဲငါဆုတောင်းပေးလိုက်ပါတယ်မိခါလည်းအင်ကြီးအတွင်းကနေထွက်လာခဲ့ပါတယ် ။ခြံပြေကိုထွက်လိုက်တဲ့အခါမှာတော့စိတ်တလုံးနဲ့ဒေါ်နုတို့ကရံမြေတိုင်ရက်တန်နေရာကိုတွေ့ရပါတယ်။စိတ်တလုံးကလည်းမိခါကိုအန်အော်တကြီးနဲ့ကြည့်လိုက်ကဘလို့လဲမိခါ။ဆရာကြီးဥဆံပါနဲ့မတွေ့ခဲ့ဘူးလား။တွေ့ပါတယ်။သူစီကနေတောင်စီးချတဲ့ပညာကိုသင်ယူခဲ့ပါပြီ။စိတ်တလုံးကလည်းမျက်မှောင်ကျုပ်လိုက်ပြီးတော့မိခါနင်ကကိုနောက်ပြောင်နေရတော့မဟုတ်ပါဘူးနော်။နေအခုလေးတွေဝင်သွားပြီးတော့အခုလေးတွေပြန်ထွက်လာတာဟာငါစိတ်တည်တော့၅မိနစ်တော့ကြာမယ်မထင်ပါဘူးအဲ့ဒီ၅မိနစ်အတွင်းမှာဘာပညာတွေများတင်လို့ရပါလဲ မိခရတယ်အံ့ဩနေမိပါတယ်အဲဒီခါမှာတော့ဒေါနုကလည်း "तू ပြောတာမှန်တယ်ရှင့်"ဇာကြီးဦးစံပါကဒီအိမ်ပြောက်ကြီးရဲ့အတွင်းပိုက်ကိုအချိန်ရက်တန့်စေတဲ့စီးကိုချထားတယ်။ဒါကြောင့်မလို့အိမ်ကြီးရဲ့ကိုဝင်လိုက်တာနဲ့အချိန်တွေကသူ့လိုလိုရက်တန့်သွားတယ်။အပြင်မှာတရက်ဆိုပေမဲ့အိမ်ကြီးထဲမှာတော့တစ်ဆက်ကန့်အောင်ကြားတာမဟုတ်ဘူး။ဘာလို့သူကဒီလိုလုပ်ထားပါလဲ။စိတ်တလုံးကလည်းရေရွတ်လိုက်တဲ့အခါမှာတော့ဒေါနုကလည်းမျက်နှာပြတ်သွားပြီ။နောက်တော့သိရမှာပေါ့။ကဲဒိုးတွေပြန်ကြရအောင်။ စိတ်တလုံးကလည်းကြီးကျဲကျဲနဲ့အချိန်ရက်ထားတယ်ဆိုတော့ကောင်းတာပေါ့ဗျာအဲ့ဒီအင်ကြီးထဲမှာနေရင်တော့အသက်မကြီးတော့ဘူးပေါ့မိုးအိုတော့ဘူးပေါ့ကွာစိတ်တလုံးကလည်းကြီးမောရင်းနဲ့လိုက်ပါလာခဲ့ပါတယ်နောက်တစ်နေ့မနဲ့မိုးလင်းပြီဖြစ်ပါတယ်ကျွဲချောင်းသားလေးကတော့ငကူအတိုင်းပဲကျွဲချောင်းထွက်ပြီးဖြစ်ပါတယ်ကျွဲချောင်းသားကလေးရဲ့နာမည်ကတော့ပေစီလို့ခေါ်ပါတယ်ပေစီနဲ့မိခါတို့ဟာလည်းအိပ်ပြောင်ကြီးမရောက်ခင်ဥယျာဉ်ချန်အပြက်ကြီးထဲမှာလှည့်ပတ်သွားလာကြပါတယ်ပေစီကလည်းတစ်ပင်နေပေါ်ကိုတက်ပြီးတော့ ဆောင်းရှားသီးတွေမလကာသီးတွေကိုခူးပြီးတော့ကျွေးပါတယ်။မိခါကတော့ယမန်လေးကတင်ယူခဲ့တဲ့မန်နံကိုရွဆိုပြီးတော့စီးချကြည့်မိပါတယ်။ကျွဲတွေရဲ့လဲပေးမှာခလောက်တွေကိုစွဲပေးထားတာမို့လို့ကျွဲသွားတဲ့အခါမှာခလောက်တွေကလည်းဒူးဒူးထောက်ထောက်နဲ့အတန်မြည်နေပါတယ်။မိခါကခလောက်တစ်ခုကိုလက်နဲ့အုပ်ကန်လိုက်ကအတန်ပိတ်စီးချတဲ့မန်နံကိုရွဆိုလိုက်ပါတယ်။အဲ့ဒီခါမှာတော့ခလောက်မှာထွက်ပေါ်နေတဲ့အတန်ကရုတ်တရက်ရက်ဆိုင်သွားပါတယ်။မိခါမှာမိမိကိုယ်ကိုမိမိမယုံကြည်နိုင်အောင်ပဲဖြစ်သွားပြီးတော့ခလောက်ကိုလက်နဲ့လှုပ်ခါလိုက်ပါတယ်။ ခလောက်မှာပဲညာလှုပ်ရမ်းပြီးတော့ခလောက်ဆံမှာပြေးရွာလှုပ်ခတ်နေတဲ့အတိုင်းခလောက်မြည်တန်းကထွက်ပေါ်မလာတာကတော့အံ့ဩစရာပဲဖြစ်ပါတယ်။ငါအောင်မြင်ခဲ့ပြီ။လက်တော်စာအတန်ပိတ်စည်းချတာကိုတော့ငါတက်ခဲ့ပြီ။မိခါမှာတော့တခြားသူတွေကိုအတိမပေးဘဲနဲ့ခြေကရီမောနေပြီးပါတယ်။ခလောက်ကိုလက်နဲ့လှုပ်လိုက်ကလှုပ်ရမ်းလိုက်တဲ့အခါမှာတော့ခလောက်တန်ကတထောင်ထောင်ပေါ်ထွက်လာပါတယ်။မိခါကလည်းခလောက်ကိုလက်ဝါးနဲ့အုပ်ကိုင်ကအတန်ပိတ်စည်းချပြီးတော့၄-၅ချိန်ခန့်ဆန်းတက်လိုက်ပါတယ်။အဲဒီခါမှာတော့ပိန်စည်းကလည်း မိခါနီးကိုရောက်လာပါတယ်ခလောက်ကိုမမြင်ဘူးလို့လားမိခါရဲ့ထိုင်ပြီးတော့တီးကြည့်နေတာနင့်ခလောက်ကအတန်မှမမီတာပဲပေးစီရဲ့မဟုတ်တာပဲမိခါရာခလောက်ဆိုမှတော့အတန်မီတာပေါ့ဟာဒီမှာကြည့်ပါလားပေးစီကလည်းခလောက်ကိုလက်နဲ့လှုပ်ရမ်းပေးတဲ့အခါမှာတော့ခလောက်တန်ကကြဲလောင်စွာထွက်ပေါ်လာပါတယ်မိခါကလည်းခလောက်ကိုလက်နဲ့အုပ်ကန်လိုက်ပြီးတော့ခလောက်ကိုလှုပ်ရမ်းလိုက်ပေမဲ့ဒီဒီအတန်မှာထွက်ပေါ်မလာခဲ့ပါဘူးနဘေးမှာကြည်တည်းပေးစီပင်ခေါင်းကုပ်သွားပါတယ်အေးဟာ နေလို့တော့အတန်မထွက်ပါလားခလောက်စံလဲကပ်နေပါဘူးဟာဘာလို့အတန်မထွက်ပါလဲမိခါကတော့ကြိတ်ကပြုံးပြင်းနေမိပါတယ်ပေစီမှာတော့ခလောက်ကိုမျိုးစုံအောင်လို့စမ်းသက်ပြီးတော့စစ်ဆေးနေပါတယ်ပေစီခူးကျွေးတဲ့မင်္ဂလာသီးတွေကိုသုံးဦးသားစားတောက်လိုက်ပါတယ်မင်္ဂလာသီးတွေကတော့အပြင်ဘက်မှာစိမ့်ဆိုနေပြီးတော့အတွင်ပိုင်းကတော့နီရဲနေပါတယ်အစီနဲ့အသားထူပြီးတော့အနှုံကိုချုံမြိန်ပါတယ်မင်္ဂလာသီးစားပြီးတဲ့အခါမှာတော့မိခါတို့သုံးဦးကလည်းတစ်ပေရဲ့အောက်မှာထိုင်နေပါတယ် ပေကြီးကလည်းပြင်းပြင်းရှိရနဲ့ပလွေတချောင်းကိုထုတ်ယူလိုက်ပါတယ်။မိခာနင်တို့ကိုငါရဲ့ပလွေတေးတန်နဲ့ဧည့်ခံပြရစီ။လှုပ်ဆန်းကွာမိမုတ်တာဘလောက်ကောင်းနေဆိုတာနားထောင်ကြည့်ရအောင်။ဟာဦးကြီးစိတ်တုံးကဘလို့ပြောလိုက်တာလဲ။ဒူရီယာတွေကိုတီးခတ်တယ်ဆိုတော့ပလွေလက်တန်လို့ပြောစမ်းမှာ။ဟာပလွေကလက်နဲ့တီးရတာမှမဟုတ်တာမိခာရဲ့။ပါးစပ်နဲ့မှုတ်ရတာဆိုတော့မှုတ်တန်ပေါ့ဟာမဟုတ်ဘူးလား။ဟုတ်တော့ဟုတ်သားနော်။ကဲပါကောင်းမကောင်းအရင်ဆုံးနားထောင်ကြည့်လိုက်။ ပေစီမှာအတဝဝရှူလိုက်ကပလွေကိုလက်မှာအကြနာကင်ထားလိုက်ပါတယ်။မိခါမှာလည်းပေစီကိုစနှောက်ချင်တော်မလို့ပေစီထိုင်တဲ့နေရာကိုလက်ညှိုးနဲ့အသာထိုးလိုက်ကပေစီတထိုင်စာနေရာကိုစိတ်မန်းနဲ့စီးချလိုက်ပါတယ်။အဲဒီနောက်မှာတော့အတန်ပိတ်စီးမှန်တဲ့ကိုယူဆိုကစီးချလိုက်ပါတယ်။ပေစီမှာပလွေကိုပဇက်နဲ့တေးကပါနှဖက်ဖောင်းကအာသွန်ခွန်ဆိုင်မှုန့်နေပေမဲ့မိခါတို့မှာပလွေတန်ကိုမကြားရဘဲဖြစ်နေပါတယ်။စိတ်တလုံးမှာတော့ပလွေတန်မကြားရတာမို့လို့မျက်မှောင်ကြုံနေပါတယ်။ ။ပေးစီမှာတော့ပလွေကိုအားကျိုးမှန်တက်ကိုမှုန့်နေပါတယ်။လက်ချောင်းကလေးတွေကိုလည်းပလွေပေါ်မှာရှိနေတဲ့အပေါက်ကလေးတွေပေါ်ကိုပိတ်လိုက်ဖွင့်လိုက်နဲ့လုံနေပါသေးတယ်။ဟာဒီကောင်ကဘာလဲဟာပလွေသားမှုန့်နေရအတန်းမကြားရပါလား။မိခါမှာတော့ရည်ကျင်စိတ်ကိုထိထားရပါတယ်။စိတ်လုံးကလည်းပေးစီနားကိုတိုးကပ်သွားကပေးစီရဲ့စပိုးကိုလက်နဲ့ရလိုက်ပါတယ်။အဲ့ဒီခါမှာတော့မိခါအစည်းကိုပြန်ဖြတ်လိုက်ပါတယ်။ဟဲ့ကောင်ပေးစီမင်းပူလေးကအားနေရလားကွ။ဟာဘာဖြစ်လို့လဲဗျ။မင်းကသာအားကျုံမှတ်တဲ့မှုန့်နေတာ ငါတို့ကဘာသမ်းမှမကြားရဘူးကွာဟာဟုတ်လို့လားဗျာကျွန်တော်ပြလီတန်းအောင်ကျွန်တော်ပြန်ကြားရတယ်နော်မဟုတ်သေးပါဘူးကွာငါတကယ်ကိုဘာမှမကြားရတာပါကွာပေးစမ်းမေးပြလီစိတ်စလုံးကလည်းပြလီကိုလမ်းဆွဲယူလိုက်ပြီးတော့အသေးချာလေးလာကြည့်ပါတယ်ပြလီအခင်ကလည်းကောင်းသားပဲကွာမှန်စမ်းငါမှုတ်ကြည့်သမ်းမယ်စိတ်စလုံးကလည်းပြလီကိုပဇောဝါမှာတေးကအားကုန်မှုတ်လိုက်ပါတယ်အဲဒီခါမှာတော့ပလူရီတန်ကလည်းတကြီးကြီးနဲ့ထွက်ပေါ်လာပါတယ်။ဇေတလုံးကလည်းခေါင်းကုတ်ကဒါကြတော့ထွက်သားပဲကွ။ ။ပေးကြီးကလည်းစိတ်တလုံးလက်ထဲကနေပလွေကိုဆွဲယူလိုက်ကပေးစမ်းပါဗျာပလွေတန်ထွက်ပါလေဆိုနေမှခမရဘာဖြစ်နေရလဲ။ငါတကယ်ပြောတာပါကွအခုနောက်ကမင်းပလွေမှုတ်တာဘာတမ်းမှမကြရဘူး။ဟုတ်တယ်မို့လားမိခါ။စိတ်တလုံးကလည်းမိခါကိုစစ်ကူခေါ်လိုက်ပါလေ။အဲ့ဒီခါမှတော့မိခါကလည်းပြုံးနိုင်ရင်နဲ့ကျမတို့ကြားရပါတယ်ဦးကြီးစိတ်တလုံးရဲ့စိတ်တလုံးကလည်းတွေ့တွေ့ကြီးဖြစ်သွားပါတယ်ဟေးဒါဆိုငါတယောက်ပဲမကြားရတာလားပေးစည်းကလည်းပလွေကိုအဲ့အတွင်းကိုထည့်လိုက်ရင်းနဲ့တော်ပြီဗျာ ဘလူမို့ရတာစိတ်မပါတော့ဘူးမိခါနေ့ကငါတချင်းဆိုပြမယ်အေးကောင်းတာပဲဘာတချင်းဆိုပါလဲကျွဲเจ้าနွားเจ้าကိုအောင်နိုင်တချင်းပေါ်ဟာနေကြဘူးတလားမိခါလည်းခေါင်းခါပြလိုက်ပါတယ်အဲ့ဒီခါမှာတော့ပေစီကလည်းတဟင်းဟင်းနဲ့လဲเจ้าရှင်းပြီးရဲ့နောက်မှာတော့ပါဇက်ကိုဖျဲကတချင်းတစ်ပုတ်ကိုညီးဆိုပါတယ်မိခါကလည်းပေစီရဲ့နေရာနေရာကိုလည်းညှိုးထိုးပြီးတော့အတန်ပေစီချလိုက်ပြန်ပါတယ်ပေစီမှာတော့လက်ဟန်ချေးဟန်တွေနဲ့အပေါင်းအာရေးတန်တန်တီးဆိုးနေပြီမြဲ့ မိသည့်အံမှထွက်မလာခဲ့ပေစေတလုံးကတော့ပေးစီတချင်းဆိုနေတာကိုငူငူကြီးရက်ကြည့်နေမိပါတယ်အဲဒီနောက်မှာတော့မိခါဘက်ကိုလှည့်ကြည့်ပြန်ပါတယ်မိခါမှာတော့တချင်းတန်ကိုကြားရတဲ့အလားလက်ခုပ်ဩဘာတီကအားပေးနေပါတယ်စေတလုံးကတော့အလွန်ထူးဆန်းအံ့ဩနေတဲ့မျက်နှာပေးနဲ့သူ့ရဲ့နားနှစ်ဖက်ကိုလက်နဲ့ပုတ်သက်လိုက်ကမဟုတ်သေးပါဘူးနင်တို့ကြတော့ကြားရပြီးတော့ငါတယောက်တည်းမကြားရဘူးဆိုတော့ငါနားတွေများကန်းကုန်တာလားစေတလုံးကလည်းအဲ့လိုယူဆိုပြီးရဲ့နောက်မှာတော့ကွင်းပြင်ကြီးကိုဖျက်တမ်းပြီးပြေးလွှားပါတယ် မိခါကတော့စိတ်တလုံးအဖြစ်ကိုကြည်ကာတဟားဟားနဲ့ညီနေမိပါတယ်။ပေကြီးကလည်းတချင်းစုံနေရာကိုရက်တန်လိုက်ပြီးတော့ဟာနေစမ်းမအောင်ငါတချင်းကြားပြီးတော့ဦးကြီးစိတ်တလုံးကဘလို့ဖြစ်လို့များထွက်ပြေးသွားတာပါလိမ့်။ဟဲ့မိခါငါတချင်းဆိုတာမကောင်းလို့လား။ကောင်းပါတယ်နေတချင်းဆိုတာစိတ်ညစ်ဖို့တိတ်ကောင်းတယ်။ဒါကြောင့်ဦးကြီးစိတ်တလုံးကပြေးထွက်သွားတာနေမှာပေါ့ဟ။ပေကြီးမှလည်းခေါင်းကုန်နေပါတယ်။မိခါမှတော့စိတ်တလုံးနဲ့ပေကြီးကိုစားနောက်လိုက်ရတာမို့လို့အလွန်ကိုပျော်ရွှင်နေပါတော့တယ်။ ပြည်သက်တွေခုနားကျင်ကြရတဲ့ဇလန်လေးကတော့စာရေးသူအက္ခစောရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းစာဖြစ်တဲ့အဝိဇ္ဇာတော်တောင်းနဲ့စီကိုရံဆိုတဲ့ဇလန်လေးကိုနားကျင်ကြရတာပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်လည်းကျမတို့ channel လေးကနေအဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းစာလေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တာမို့စောင့်မျှော်အပ်ပေးကြပါအောင်ရှင်။နောက်တော့ဒါဆင်ပြေခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။ဇလန်လေးကိုတော့ကျမပပါက 真是比起来，被提拔的心。